တွဲလင်းထက်ကိုဒေါ်လာ3သိန်းနဲ့အစာချုပ်ရရှိခြင်းမိတယ်ပရိသတ်များလုံးမိတော်များမက်ချစ်တာဖောစင်ကနေပြန်လဲချိုးလိုက်ပါရင်2025နှစ်အစမှာတွဲလင်းထက်ကနှစ်ပွဲဆက်နိုင်ပြီးဂုံတက်နေပါရင်တွဲလင်းထက်အတွက်ယုံကြည်မှုပြန်လဲတည်ဆောက်ပေးနိုင်တဲ့နိုင်ပွဲတွေလည်းဖြစ်ပါရင်အမြင့်ဆုံးအဆင့်စီတက်လှမ်းနိုင်အောင်တွဲလင်းထက်အများကြီးပြင်ဆင်ရအောင်မှာဖြစ်ပေမဲ့နိုင်ပွဲဆက်နိုင်ရနေတာတကယ်ကျေနပ်စရာပါဝမ်မာနိုင်ပွဲဆက်ပြီးထိုင်းပရိသတ်တွေကြားရေပန်းဆလာတဲ့ Rocket တီနဲ့ Rocky ကိုဇက်တိုက်အနိုင်ယူပြလိုက်တာသွေးလင်းထက်အတွက်အသိပေးကောင်းမွန်တဲ့အောင်ပွဲပါ။ 1 Friday Fight စင်မင်းထံမြန်မာကိုစားပြုထိုးနေတဲ့ fighter တွေထဲမှာရလက်အကောင်းဆုံး fighter ကသွေးလင်းထက်ကလွဲလို့တခြားမရှိနိုင်ပါဘူး။သွေးလင်းထက်ကဝမ်းမှာစုစုပေါင်း၄ပွဲထိုးတယ်၊၃ပွဲနိုင်ပြီး၃ပွဲရှုံးတယ်။အနိုင်ရတဲ့၃ပွဲမှာ၂ပွဲကအပေါ်စုကြီးရထားတာပါ။သွေးလင်းထက်က1 Championship တေးပြီးဦးစားပေးတဲ့ Time Fighter တွေနဲ့ကြည်ရင်ဆိုင်လာခဲ့ရတယ်။ Time Fighter တွေနဲ့တွေ့ရင်မြန်မာ fighter တွေအသာစီးမရဘူးဆိုတဲ့ယူဆချက်ကိုပြောင်းပြန်လှန်ပြနိုင်သူပါ။မြန်မာ fighter တွေက time fighter တွေနဲ့ဆိုရင်ရလက်မကောင်းတတ်ဘူး။သွေးလင်းထက်ကတော့ထူးခြားစွမ်းဆောင်ရေးချပြထားပါရင် ။တွလင်းထက်ကိုပြည်သက်တွေအားများတာကတခါလေမှာပေါ်စားတက်တာပါ။တွလင်းထက်ကလေ့ကျင့်ခန်းပုံမှန်မဟုတ်ဘူးလို့လည်းသတင်းထွက်ဖို့တင်။တခြားတစ်ဖက်မှာတွလင်းထက်က fighting IQ မြင့်နဲ့ potential ကောင်းတဲ့ fighter 2ဖြစ်ပါရင်သူ့ရဲ့ခံယူချက်နဲ့လေ့ကျင့်ရေးပုံစံကိုပြင်နိုင်ရင် champion ခပ်ပတ်မျှော်လင့်ခွင့်ရှိသူပါ။ one star weight မှာသူ့ရဲ့နာမည်ကိုအခုထက်ပေါ်ပြီးကြော်ကြားခြင်းအခုကတည်းကပြိုင်မက်တွေအကြောင်းကိုလေ့လာထားတဲ့နည်းသူတို့အတွက်ပုံပြီးခက်ခဲမဲ့စင်ခေါ်တဲ့နေစောင့်ကြိုနေပါရင်မြန်မာကစားသမားတယောက်အတွက်ဝမ်းမှာချန်ပီယံကပ်ရရှိရေးဟာတကယ့်ကုန်စရာသူ့လက်ပါ ဆိုလင်းဦးတန်းစဉ်ဆိုလင်းတနေတူသွေးလင်းထက်ကဂုံစရာမျောလင်းချက်ကိုအသက်သွင်းခွင့်ရှိနေတာပါဒါပေမဲ့သွေးလင်းထက်ဖြတ်တန်းရမယ့်ခီးမိုင်များစွာကျန်ရှိနေပါသေးတယ်တပွဲချင်းစီအာယုံဆိုင်ပြီးတိုးတက်အောင်လုပ်ရပါမယ်သွေးလင်းထက်ရဲ့အာသာချက်ကလက်သေးထိုးချက်တွေပါပင်လက်သေးဝိုင်းလက်သေးတအားကောင်းနေဒါပေမဲ့အဲ့ဒီလက်သေးချက်တွေပြင်းပြင်းထန်ထန်ထွက်လာအောင်အသုံးချနိုင်စွမ်းနေနေသေးတယ်ဆိုပါလက်ကသူ့ရဲ့ပါဝါကန်ချက်တွေကိုအကောင်းဆုံးအသုံးချနိုင်တယ်လို့မျိုးတွဲလင်းထက်ကသူ့ရဲ့လက်သေးချက်တွေကိုပွဲသိမ်းတိုက်ကွက်အဖြစ်အသုံးစေခြင်းပါတယ်တွဲလင်းထက်ရဲ့ rate control ကလည်းပိုပြီးကောင်းစေခြင်းနဲ့ သွေးလင်းထက်မှရှိတဲ့အားရင်းချက်ကတက်လုံကြတာပါသူကသုံးချီပွဲမှာတော့တက်လုံမထိန်းထားနိုင်ဘူးကစားနေရင်ပွဲချေကြလာတဲ့အခါလှုပ်ရှားဖို့နှေးသွားတက်တာကလည်းတတိထားပြင်ဆင်ရပါမယ်သွေးလင်းထက်ရဲ့နောက်ထပ်အားရင်းချက်ကအာယုံစူးစိုက်မှုရှိတာပါတိုက်ခိုက်ရေးအားကစားသမားတို့အတွက်အာယုံစူးစိုက်မှုကသေပြီးအရေးကြီးပါတယ်ကိုယ့်ဘက်ကတစ်ချက်လေးအာယုံလွတ်လိုက်တဲ့ရှုံးဝဲတွေ့သွားနိုင်ပါတယ်ရှုံးဝဲတွေ့ရင်တော့မကဘဲအကြီးစားဒဏ်ရာရသွားနိုင်ပါတယ်သွေးလင်းထက်က fighter တယောက်ဖြစ်ဖို့မွေးဖွားလာသူပါသူ့ရဲ့အချိုးဆေးကလှပါရင် ခြေထွက်လက်ထွက်တွေလည်းကောင်းမလို့အားနည်းချက်တွေပြင်ဆင်ပြီးပိုကောင်းတဲ့ fighter 2ဖြစ်စေခြင်းနဲ့သူကဝမ်းမှာစူကြီးရဖို့တဲ့ fighter 2ဖြစ်လို့စာချုပ်ရစေခြင်းမိတယ်။တွေးလင်းထက်ပွဲပဲတော့လဲဆိုတာပရိသတ်တွေမျှော်လင့်ကြပါရင်အဲမွေစပါရင်ချန်ထုံးမနိုင်တော့ပွဲတွေအလုံးမောင်းတွေးလင်းထက်ပွဲရောက်လာတင်နေပါပြီ။2025မှာအမြင့်ပြန်နေတဲ့တွေးလင်းထက်ကနိုင်ပွဲတွေဆက်ယူပြမလား။ အမေရိကန်ဒေါ်လာတသိန်းနံစာချုပ်ကိုသွေးလင်းထက်တယောက်ရယူသွားနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါရင်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲနောက်နေ့ပါတယ်အာကစားနဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Football Song Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့နေကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ